မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမင်းဟင်းထီရေးသားသောတစ်ကြမ်းခေါင်တိုင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူရရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်ဤစာရေးသူမောင်အေးချမ်းတို့ငယ်စဉ်ကဖြစ်သည်ရွာထဲတွင်လူကိုစားသော ခေါင်နိုင်တလုံးအကြောင်းအတော်လေးပဲနာမည်ကြီးခဲ့သည် ၎င်း၏အိမ်မှာကောက်စီဥက္ကဋ္ဌဦးထွန်းကျော်၏အိမ်တွင်ဖြစ်သည်ဦးထွန်းကျော်သည် ကောက်စီမှအနားယူပြီးနောက်2002ခုနှစ်တွင်ကေဆာယောဂါဖြင့်ရန်ကုန်မြို့မုမခစေကန်တွင်ကွယ်လွန်သွားခဲ့သည်ဦးထွန်းကျော်သည်ကအုပ်စုတွင်ကောက်စီဥက္ကဋ္ဌဖြစ်သလိုဆင်လဲပိုင်သည်တစ်ကန်ထရိုက် လုပ်ငန်းကိုလည်းလုပ်ကိုင်သည်ထိုအချိန်ကယွမ်နာတဝိုက်တွင်ပြင်ကရိုးတစ်များအလွန်ပေါ်သည်ယွမ်နာကစကြကုန်းများမှာပင်တန်ကြပြင်ကရိုးပင်ကြီးများအများပြားရှိသည် ထိုပြင်ကရိုးပေကြီးများကိုဥထွန်းကျော်ကအစိုးရထံတွင်ကန်ထရယူပြီးအလုတ်သမားများစွာတို့နှင့်လှည့်ဖြတ်ကာဆင်းနှင့်ဆွဲသည်တစ်ဖောင်ဖွဲ့ပြီးအစိုးရထံသို့ပို့သည်တစ်ခုတ်တဲ့ဖြတ်အလုတ်သမားပေါင်းလဲယာထောင်ချီရှိသည်ထို့ကြောင့်ဥထွန်းကျော်မှာတောက်တောက်လဲများဝင်ငွေကောင်းသောတော်တထေးကြီးဖြစ်နေလေသည်တော်တထေးကြီးဖြစ်လာခဲ့သည်နှင့်အမျှပြင်ကရိုးတစ်ဖြင့်ကြောင်းလောက်ရှိသောအင်ကြီးတစ်ဆောင်ကိုလဲဆောက်လုပ်သည် တို့မှလည်းသူ့အိမ်နဲ့သူ့ပြိတ္တတန်ယုံမြတာရှိသည်နေ့စဉ်နေ့တိုင်းအလုလာတောင်းသူတစ်လာအပ်သူငွေလာထုတ်သူဥထွန်းကျော်အိမ်၌လူပေါင်း၄၅၀ရှိနေတတ်သည် ထို့ကြောင့်သူမှာပြိတ္တများလုံးသဖြင့်ရခင်အိမ်ကျင်း၍အိမ်ကိုကြီးကြီးဆောက်လိုက်ခြင်းဖြစ်သည်။ဆိုခဲ့သည့်အတိုင်းတစ်ကလည်းပေါ်သဖြင့်သဘောကျဆောက်လုပ်ထားသောကြောင့်ဥထွန်းကျော်၏အိမ်မှာစံချိန်မီုံသာမကအကောင့်တကအကောင်းဆုံးနေနိုင်စံချိန်ပင်ကျော်နေလေသည်။မြို့ပေါ်ကအင်ဂျင်နီယာဒီဇိုင်းနှင့်မြို့ပေါ်ကအတော်ဆုံးလက်သမားများကိုခေါ်ပြီးဆောက်လုပ်ထား၍ဥထွန်းကျော်အိမ်မှာလှပြီးခန့်လဲခန့်သည်။တချို့မြို့ပေါ်ကဆောက်လို့သောတတိယများပင်ဥထွန်းကျော်၏အိမ်ကိုလာကြည့်ပြီးတော့လေ့လာကြရလေသည်။ တချို့တပုံလာရဲ့ကြာသူများကလည်းရှိသည်ထို့ကြောင့်ဥထွန်းကျော်ဤအိမ်ဝါအကောင်းဆုံးအသာဆုံးအလှဆုံးဖြစ်သည်ဖြင့်နာမည်ကြီးနေလေသည်ထို့သောဥထွန်းကျော်ဤအိမ်ခန့်အိမ်လာကြီးကိုအိမ်သစ်တက်ဝဲပြုလုပ်ပြီးနောက်တွင်အိမ်သစ်ကြီးကပြဿနာပေးလာခြင်းပင်ဖြစ်သည်ညတွင်အိမ်သစ်ကြီးတဲကလူတယောက်အိပ်ပျော်လွန်ပြီးဟောက်တကဲ့သို့ဟောက်သည်ဟုဆိုကြသည်ဤတဲ့င်းသည်အစတွင်တိုးတိုးသာရှိတော်လဲနောက်ပိုင်းတွင်ကျေလောင်လာလေသည် အင်ရှင်များကအစတွင်အဘဲကြောင့်ဖုံးပြထားခဲ့သည်မသိသို့တော်လည်းနောက်ပိုင်းတွင်ဖုံးပြမရတော့ဘဲတယောက်ပြီးတယောက်သိလာကြသဖြင့်ကျဲပန်းမသိကျဲလောင်လာခဲ့လေသည်ထိုခေါင်းနိုင်သည် ဟောက်ယုံသားမက နောက်ဆုံး၄ရက်အကြာတွင်ညလူအိတ်ချိန်၌တက်ခေါက်သည်ဟုလည်းဆိုကြသည်အလုံးမင်းဒေါသထွက်နေသောလူတယောက်တက်ခေါက်တန်တကဲ့သို့ကျဲလောင်သည်ဟုလည်းဆိုကြသည်ထို့နောက်ခေါင်းနိုင်ကြီးထိပ်ပြားကအလင်းအောင်များဖြာထွက်သည်ဟုလည်းဆိုကြပြန်သည် အလဲအောင်ဖျားထွက်သည်ဟုဆိုတော့လေထိုလေးရောင်သည်မှိမ့်မိန်မြသာရှိသည်ဟုဆိုသည်မိဝင်လိုက်မဝင်လိုက်ရှိနေသောဖမ်းเจ้าများကိုဖျက်ခနဲမိဝင်စတွင်မြင်လိုက်ရသောအယောင်တကဲ့သို့ရှိသည်ဟုတိတိကျကျမြင်လိုက်သူအချို့ကပြောပြကြသည်ဦးထွန်းကျော်၏အိမ်၌အလုသမားများထဲမှညအိတ်ဧည့်သည်ကိုယောက်ဆယ်ယောက်မပြတ်ရှိနေတတ်သလိုထိုသတင်းထွက်လာပြီးနောက်ယောသားများထဲကလည်းစိုးခဲ့သည့်သတင်းစိုးကိုလေ့လာခြင်း၍လာအိတ်ကြသောသူများလည်း၁၀ကိုယောက်ဆိုသလိုရှိနေတတ်သည် ထို့လူအလုံးပဲခေါင်းတိုင်းကြီးဟောက်တန်းတက်ခေါက်တန်းများကိုကြားကြရသလိုအလေးအောင်များကိုလည်းမြင်ကြရသည်ဟုဆိုသည်ထို့နောက်ခေါင်းတိုင်းကြီးသည်ထို့များနှင့်မနေသေးပဲပို၍ဆိုးလာလေသည်ဦးထွန်းကျော်၏တာသမီးတဲကကလေးတစ်ယောက်သည်နေခင်းတွင်ထို့ခေါင်းတိုင်းကြီးကိုလမ်းဖြန်ပြီးတက်သွားရင်းပြန်မကြတော့ပဲအသက်ပါသွားလေသည်ထို့နောက်တယောက်ပြီးတယောက်ဇက်တိုက်၃ယောက်သေဆုံးသွားလေသည် တေဆုံးသွားသောကလေးအလုံးသည်လည်းထိုခေါင်းနှံကြီးကိုကြည့်မိ၍လန့်ဖြန့်ပြီးတေဆုံးသွားကြခြင်းသာဖြစ်သည်လန့်ဖြန့်ပြီးတက်သွားလေလေစိတ်ကူချင်းပဲမရပေတကူလုံးတောက်နေပြီးဗဇက်မှာအမြုပ်တစည်းစီထွက်ရင်ကနိုင်ပိုင်းတွင် တေဆုံးသွားခြင်းသာဖြစ်သည်ထို့နောက်နတ်ဆရာကိုခေါ်ပြီးမေးမြန်းကြည့်ရာဒီခေါင်းနှံ၌တစ်ကြမ်းနတ်ဆိုးကပ်နေသည်ဟုဆိုသည်တိပင်းကြီးကိုခေါင်းနှံဖြင့်အသုံးပြုရန်ခုတ်လဲမြည်ပြူရာတွင်လဲတောဆောင်နှံတောဆောင်နှံများထံတွင်ခွင့်မတောင်း တစ်ပင်ကိုခုတ်လဲပြီးနောက်လဲအစားပြန်မပေးဟုတစ်ကျဲနတ်ဆိုးကပူဝင်ပြီးနတ်ဆရာကြီးပါဇက်ကဆိုသည်တစ်ပင်ကိုခုတ်လဲပြီးနောက်အစားပြန်ပေးသည်ဟုဆိုရတွင်တစ်ပင်မြေကြီးသို့ဘုံဘုံလဲသွားပြီးနောက်တစ်ကိုင်းလေးတစ်ကိုင်းကိုကြပြကြရချိုးပြီးအစားပေးပါတယ်ဟုဆိုကထိုတစ်ငုတ်ပေါ်တွင်ထိုးဆိုင်ပေးလိုက်ရသည်ထိုသို့လှုပ်လိုက်ခြင်းအပြင်အစားပေးရာရောက်၍တစ်ကျန်းတစ်ပင်ဆောင်ကနှောက်ရှက်၍မရဟုဆိုသည် ီခေါင်းနိုင်ကိုမြည်သူခုတ်သည်မြည်သည်နာကခုတ်သည်ဟုလည်းဥထွန်းကျော်မမတ်မိတော့ပေဥထွန်းကျော်၏တစ်လုံငန်းနိုင်တစ်ခုတ်သမားတွေကလည်းများစွာပင်ရှိကြသည်ထိုထဲတွင်ထွက်လိုက်ဝင်လိုက် ရှိနေကြ၍ဒီခေါင်းနိုင်ကိုမြည်သူခုတ်သည်တော့လိုက်မေးရန်လည်းမတက်နိုင်တော့ပေများစွာအခက်တွေ့ရလေသည်ထို့ကြောင့်ဘာဆက်လို့ရလျင်ကောင်းမီကိုလူကြီးများနှင့်တိုက်မင်းကြသည်တိုးတော်လည်းအဖြေမရနတ်ဆရာနှင့်ဆက်ပြီးတိုက်မင်းရတွင်လည်းအဖြေထွက်၍မလားသားငါအရက်များကိုကြွေးပြီးတစ်ကြမ်းနဲ့ဆိုးကြီးအားတောင်းပန်၍လည်းမရ အတော့ကိုကျန်းသောနတ်ဆိုးကြီးကိုဆိုရမည်နောက်တော့မတက်တာသည့်အစုံခေါင်းနှံကြီးကိုနှုတ်၍စင်းနဲ့ဆွဲကခုတ်လဲယူလာခဲ့သည့်နေရာသို့ရောက်အောင်ပြန်ပို့လိုက်ရလေသည်တို့မှာအိမ်တွင်း၌ကြုံနေရသောအနှောက်ယှက်များကင်းပြီးတွေ့ကြုံနေရသောခြောက်လန့်ခြင်းများလည်းပျောက်၍သွားလေသည်တို့ဖြစ်၍ဤဇလန်းသည်ဤနေရာ၌စုံသိမ့်အနှဲငယ်များပြုပြေးရေးပြီးအစုံတက်လိုက်လျင်လည်းရနိုင် သို့တော်လည်းဇလန်းကစုံ၍မသွားပေနောက်ဆယ်နှစ်ကျော်သောအခါတဖန်ပြန်၍ပေါ်လာပြန်သည် မောင်အေးစန်းတို့အကြောင်းသားကြီးအရွယ်တွင်ဖြစ်သည်ကြောင်းနိုင်ဆရာတော်ယခုပြောင်းလွန်သည်လဲအခရက်ထိုးခြင်းကိုအလွန်ဝါသနာပါသည်ယခင်ကအခရက်ထိုးလို့မရှိတော့လဲသူဤဝမ်းခွဲအကိုတော်တယောက်ရောက်လာပြီးနောက်အခရက်ထိုးကြရင်ကဆွဲဆွဲမဲမဲဝါသနာပါသွားခြင်းဖြစ်သည်ဆရာတော်ကနွေရသည်တကြံဤသောရက်တရက်တွင်တော်တဲ့သူမိသွေးတော်ဖုတ်ကြရန်မောင်အေးစန်းတို့ကြောင်းသားကြီးများအားလွတ်သည်ထိုကြောင့်ကျောင်းသားကြီး၄-၅ယောက်ကျောင်းမှထွက်ခွာပြီးရွာထဲတွင်လူပြိုလုံနေကြသောကျောင်းသားဟောင်းကြီး၄-၅ယောက် ပေါင်း၁၀ယောက်ကျော်တို့သည်မိသွေးဖုံရန်တော်တဲ့သို့ရောက်လာခဲ့ကြသည်။ဂျွာနှင့်တော်ကလည်းကြားတွင်လွယ်တကွသာခြားသဖြင့်ဤသည်ဟုပြောနိုင်သည်။ကျောင်းမှထွက်ပြီး15မိနစ်ခန့်ရှောက်လိုက်လျင်ပင်တောထဲကိုရောက်သည်ဒီနေ့တွင်မိုးရထား၍တောင်ကျချောင်းကြီးတစ်လျှောက်တွင်ခြောက်ရင်များအိုင်ထွန်းလျက်ရှိသည်မိသွေးဖုတ်ချက်မှရင်းနှီးနှိမသာဖုတ်ရသဖြင့်အလွန်မှအဆင်ပြေသည်ထို့ကြောင့်ထင်းများများရနိုင်မည့်နေရာကိုလိုက်လံရှာရင်က တို့ပင်အင်တိုင်းတို့ရောက်ရှိလာကြသည်တို့ပင်အင်တိုင်းတွင်ထဲပေါ်သည်တစ်ခုသမားများခုထားကြသည်တစ်ကိုင်းများအတော်များများရှိနေသည်ထို့ပြင်လှော့ပကားတွေလည်းအတော်များများရှိသည်ထို့ကြောင့်တို့ပင်အင်တိုင်းမှာပင်မြူးသွေးဖုတ်ရန်စခန်းချလိုက်ကြသည်ဥစွာရိုင်းနှင့်နီးသည့်နေရာတွင်မြူးသွေးဖုတ်ရန်တတ်မှတ်ပြီးရရာထင်းချောင်းများကိုဆွဲပုံကြသည် ထင်းဆွဲနေကြစဲပါပဲဆရာတော်လေးရောက်လာပြီးမိလောင်ကောင်းအောင်ဝါကြောက်ထဲရမယ်ကွာဒါကြောင့်ဝါကြောက်တွေကိုလည်းတွားကောက်ကြစမ်းဆို၍အနီးနားကဝါတော်ကိုဝင်ပြီးဝါချောင်များကိုတွားဆွဲကြပြန်သည်ဝါကြောက်နဲ့ထင်းချောင်များကိုလူတလောက်ရပြီးမှစီကတဲ့ကြပုံပြီးမိရှုရန်ဖြစ်သည်ထို့ကြောင့်ဝါကြောက်များနဲ့ထင်းချောင်များကိုအတုံခေါ်ဆိုင်ဆွဲတဲ့ကြရင်ကလူတလောက်ရသွားသည်တတ်မှတ်ထားသောရိုင်နှောင်းတွင်ပုံပြီးမိရှုယုံသားရှိတော်သည်ဆရာတော်ကဟဲ့ကောင်တွေမိသွေးဖို့ရမှာအောက်ခံအုံလုံးကြီးမှကောင်းတာကွာ ဒါကြောင့်အောက်ခံအုံုံ၃လေးလုံးလောက်သွားရှာကြအောင်ဆို၍တော်တဲ့သူပြောင်းဝင်ကြရပြန်သည်။အုံုံကြီးကြီးလက်ရှာရင်ကမြေတွင်တဝက်မြုပ်ပြီးအပေါ်ဘက်ကိုမိလောင်ထားသောတုံးဖြောင်းဖြောင်းတုံးကိုတွေ့ကြရသည်။ထိုတုံးမှာတစ်ကြမ်းကတ်နေ၍ဆင်းနဲ့ဆွဲပြီးလာပို့ထားသောဥထွန်းကျော်၏အိမ်နိုင်ဖြစ်သည်။ သို့တော်လည်းဥထုံးကျော်ဤအိမ်နိုင်ဟုတယောက်မှမသိကြပေဥထုံးကျော်အိမ်နိုင်တရက်စီ၍ခေါင်နိုင်ကြီးပြန်လို့ပြီးဒီနေရာသို့ပို့သောချိန်ကယခုမိသွေးဖုတ်ရန်စီစဉ်နေသောចောင်းသားကြီးများပင်ចောင်းသားကလေးအရွယ်များသာရှိသေး၍စိုးခဲ့သည့်အဖြစ်ကိုကြားသာကြားဘူးလိုက်ကြသည်ထို့ကြောင့်မိတချမ်းလောင်ထားသောခေါင်နိုင်ကြီးကိုကုတ်နှင့်မ၍ဖော်လိုက်ကြပြီးနောက်ចောင်းသားကြီးတယောက်ကဟာဒါအိမ်နိုင်ကြီးပဲကွာခုတ်ထားပြီးမှအိမ်ကိုမတည်ခင်တော်မိလောင်သွားတာ ဖြစ်မယ်ဟုဆိုသည်။မောင်အေးချမ်းကလည်းဟုတ်မဲဗျ ဒါတော်မီလောင်သွားလို့ထားပစ်ခဲ့တာဖြစ်မယ်နှမျောစရာကြီးဗျာကဲတော်မီလောင်ထားလို့တချမ်းကုန်နေပြီနှမျောမနေနဲ့ဖောက်သွားယူလိုက်ဖျက်ကြရအောင်မဝေးချမ်းငမန်းလှော်ကြီးကိုသွားယူလိုက်သည်ထို့နောက်ကြောင်းသားဟောင်းကြီးကလေးနေရလေးပိုင်းဖျက်ရန်ဓာတ်နှင်ထောက်ပြီးတတ်မှတ်ပေး၍မဝေးချမ်းနဲ့မောင်ရွှေကြီးကလှော့နေဖျက်ကြရာလှော့လေးပုံတစ်ပုံခန့်မြုပ်တည်နေတိုင်ထဲမှာသွေးပုံများကြာလာလေသည်တိုးတော်လဲချက်ချင်းသွေးပုံဟုမသိကြအပုံနဲ့ထွက်သည်ဟုသာသိနေကြသည် တော်လေးအပုံနဲ့ရပြီးနှာခေါင်းကိုပင်လက်နဲ့ပိတ်ထားကြရသည်။တိုင်ဤအလဲတွင်အခေါင်းကြီးဖြစ်နေရေးလွှတ်နှင့်ဖြစ်ရသည်မှာအခက်ခဲမရှိဘဲ9မိနစ်ခန့်ဖြတ်လိုက်ရလျင်ပင်တိတိပြတ်သွားလေသည်။ထို့နောက်သွေးပုံများဝေါကနေကျသွားလေသည်။သူတို့အလုံးဝိုင်းပြီးကြည်ကြသည်။သွေးပုံဆိုတော့လေစိတ်ထားရမနေဘဲခက်ကြက်ကြက်ဖြစ်နေသည်။အနံ့ကတော့ဆိုးလွန်းသည်။ထို့ကြောင့်ထူးဆန်းလွန်း၍ဆရာတော်အနာသူလာကြည့်သည်။ဆရာတော်ဘလို့များပါလဲဖျား။တိပင်းတွေကရေပဲဒီလောက်တော့ပုတ်ရသလားတကယ်လူတွေ နွားတယ်လို့ပုတ်တာနဲ့အတူတူပဲစိုးလိုက်တဲ့အနက်ဆရာတော်ကဘာမှမပြောပဲတိုင်ပန်းကြီးကိုကြည့်ပြီးစဉ်းစားနေသည်တိုင်ပန်းကြီးမှထွက်ကြလာသည်တွေးလို့လို့ရေလို့လို့အနံ့ကြီးကလည်းစိုးလွန်းသည်ချက်ချင်းပင်ရင်မကြီးများတတုပ်ပြီးတတုပ်ရောက်လာကြသည် ထို့နောက်တိုင်ပိုင်းကြီးမှထွက်ကြလာသည့်တွေးလိုလိုရေလိုလိုအရေများတွင်ရဲမကြီးများအုံသွားလေသည်ဆရာတော်တစ်ချက်တစ်ချက်ကောင်းငိတ်လိုက်ပြီးဒါထွန်းကျော်ရဲ့အိမ်တိုင်းမှာတက်ကြမ်းပါလာလို့ညညကိုကြောက်မဖွယ်ရအတန်တွေအရောက်နေပြတယ်ခလေးသုံးယောက်သေးတယ်ဒါကြောင့်ခုတ်လှဲပြီးယူလာခဲ့တဲ့နေရာကိုပြန်ပို့လိုက်ရတယ်ဆိုတာလေမှန်ပါဗျာတပည့်တော်လည်းခုမှသတိပြုမိလာတယ်ဗျာစီဦးစီးကအဲ့ဒီခေါင်းနိုင်ကြီးကိုဒိုးဝင်အိမ်တိုင်းကိုပို့လိုက်ရတယ်ဆိုတော့ဒီတိုင်ကြီးဖြစ်နေတာပေါ့ဗျာဟုတ်ပါတယ်ခေါင်းနိုင်ကြီးကိုစင်းနဲ့ဆွဲပြီးပြန်ပို့တော့က ဲ့ချိတ်ဖြစ်လိုက်ပါသွားတဲ့ထိုးကိုယ်တိုင်ပြောပြလို့ငါတိတိကျကျသိနေတာပါဟုဆရာတော်ကဆိုသည်ထို့ကြောင့်ဆရာတော်ပြောသည်မှာတာရွေပင် တိကျနေသည်တိုင်မိုင်းကြီးမှကြာနေသောရေသည်လည်းအပုတ်နဲ့နန်းလို့၍ရှင်ရိုင်းမှများအုံနေစေဖြစ်သည်ဒီတိုင်ကြီးမှာအိမ်ခေါင်တိုင်ဖြစ်ရှိနေစဉ်ကအနှောက်ယှက်ပြေးခဲ့တော်လဲယခုအနှောက်ယှက်ပြေးနိုင်ဟန်မရှိပေဘူး ်ဒီခေါင်နိုင်၌တစ်ချမ်းဒီပင်မရှိတော့ရလားဆရာတော်ကိုယ်တိုင်ပါနေ၍ဆရာတော်ဤတကူတော်ကြောင့်လာတော့မသိယခုအခါကုတ်နှင့်ဖော်ပြီးအပိုင်းပိုင်းဖြတ်၍မိဖုတ်သည်အထိမိသွေးဖြစ်သည်အထိမိသည်အနှောင့်အယှက်များမရှိတော့ပေစာကျွင်းဤနေရာ၌သတိထားရန်မှာတစ်ပင်ကြီးများကိုခုတ်လဲရ၌စိုးခဲ့သည့်အတိုင်းအပင်စားပြန်ကိုမမေ့သင့်ဟုထင်မြင်မိပါကြောင် ဒီဗီဒီယိုလေးကိုစုံထိပ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးတွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။